ချဲစီးသင်းတဲ့ဒင်းတွေခက်စိတ်စိတ်ဒီရပိုင်းလေးမှာထွက်နေတယ်ဟူလီယန်အေဗရက်ပေါ့နော်ဒါမြန်မာအခေါ်ဆိုတော့ဂျူလီယန်အေဗရက်တရားချဲစီးကိုရောက်လာနိုင်တယ် ားလုံးပဲမင်လာပေါ်နဲ့ပြည်တော်ကြပါစေ။ Midnight Football Talk ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီဗီဒီယိုလေးမှာဆိုလို့ရှိရင်တော့အခုရက်ပိုင်းမှာဒီ Transfer Rumors ပေါ့နော်တက်တက်ကြားနေရတဲ့သတင်းတစ်ခုရှိတယ်။အဲ့ဒါဘာလဲဆိုလို့ရှိရင်တော့ Atletico သင်းရဲ့ဒါအသက်23နှစ်အရွယ်ပေါ့နော်။ဒါအသက်23နှစ်အရွယ်ဒါ Argentina တိုက်စစ်ကစားသမားဖြစ်တဲ့ Julian Alvarez ပေါ့နော်။ဒါမြန်မာအခေါ်ဆိုတော့ Julian Alvarez ။ဆိုတော့ तू ကလက်ရှိ Atletico Madrid သင်းရဲ့တိုက်စစ်ကိုဦးဆောင်နေတာ။ဆိုတော့ तू ကအခုလက်ရှိချိန်မှာဆိုလို့ရှိရင်တော့သတင်းတက်တက်ကြားလာတာကသူကအတင်းရနေပြီးတော့ပြန်ပြီးတော့ထွက်ချင်တဲ့အပြောင်းအရွှေ့ ဖြစ်ချင်တာပေါ့နော်ဆိုတော့သူကအင်္ဂလန်ပရီးမီးယားလိဂ်ကိုပြန်လာနိုင်တယ်ဘာညာဆိုပြီးတော့တရင်တက်လာပြီးတဲ့နောက်ဆက်တွဲမှာချယ်ဆီအသင်းကနေပြီးတော့ခေါ်ယူနိုင်ချေရှိတယ်ဆိုပြီးတော့တရင်တောက်လျှောက်တက်နေရလေးရှိတယ်ဆိုရင်ဘက်ကလာတဲ့တရင်တွေရောကျွန်တော်အင်္ဂလန်ဘက်ကလာတဲ့ချိုချိုတော့တရင်တွေရောပေါ့နော်ဆိုတော့အဲ့ဒါလေးနဲ့ပတ်သက်ပြီးကျွန်တော်တို့ဒီနေ့ဆွေးနွေးကြည့်အောင်ဆက်ပြောမယ်ဆိုလို့ရှိရင်တော့ Hulian Everest ကမန်ချက်စတာစီးတီးအသင်းကနေဘလိုပုံစံမျိုးနဲ့ထွက်သွားတာလဲဆိုတဲ့ဥစားလေးကနေကျွန်တော်တို့ဆက်ပြီးတော့ဆွေးနွေးရလိမ့်မယ်မန်ချက်စတာစီးတီးမှာ ဟျူလီယန်အဲရက်ကမအောင်မြင်လို့လည်းမဟုတ်ဘူးနေရာမရလို့လည်းမဟုတ်ဘူးဂိုးလည်းသွင်းနိုင်တယ်သူ့အနေနဲ့တော်တော်လေးအဆင်ပြေတယ်ဒီညမှာကျွန်တော်တို့ဟျူလီယန်အဲရက်ကဘလူးကစားသမားမျိုးလဲဆိုတော့နည်းနည်းထည့်ပြောဖို့လိုလိမ့်မယ်ဟျူလီယန်အဲရက်ကတိုက်စစ်အထောင်နေရာမှာတော့ကစားတာပဲဒါပေမဲ့ ်သူက Versatile တော်တော်လေးဖြစ်တယ်ညာဘက်လည်းရတယ်ဘယ်ဘက်လည်းရတယ်တခါတလေလိုအပ်လို့ရှိရင်နောက်ခြံတိုက်ဆိုင်မှုလည်းရသလို force line လည်းရတယ်တခါတလေ CAM ပုံစံမျိုးလည်းကစားနိုင်တယ်ဖြစ်တဲ့အတွက်သူကတော်တော်လေးရှည်တန်းပါဆိုလို့ရှိရင် versatile ဖြစ်တယ်လို့ပြောလို့ရတယ် Manchester City တင်အောင်မြင်ခဲ့တဲ့ဖလားသုံးလုံးရခဲ့တဲ့ကာလတွေမှာဆိုလို့ရှိရင်ဒါ Allen Haaland ကိုပဲအကုန်လုံးက main target အနေနဲ့မြင်ကြတယ်ဆိုပေမဲ့သူ့နောက်ကွယ်မှာ Julian Everest ရှိတာကိုတော်တော်များမေ့နေကြတာပေါ့နော်ဆို Everest ကနောက်ကွယ်ကနေပြီးတော့တောက်လျှောက် ဆပ်ပို့ပေးခဲ့တာအဓိကတော့ဖန်တီးမှုတွေလုပ်တယ်နောက်ကနေမထမှန်ပဲနဲ့တချို့ချို့တော့ဂိုးတွေကြလို့ရှိရင်ဝင်သွားတာရှိတယ်ပြီးဂိုးလို့လို့ရှိရင်သူ့ကိုထဲလို့ရတယ်သူကနေပြီးဂိုးသွင်းပေးမယ်သူကဂိုးလက်လည်းတော်တော်လေးရှိတယ်သူ့ကိုထဲလိုက်ပြီးဆိုရင်လည်းတခုခုလုတော့မယ်ဆိုတော့ကျွန်တော်တို့ကတမ်းမြုပ်သိရဗျာဂိုးသွင်းမှာလားလုံးဝမဟုတ်ဆိုလို့ရှိရင်အစစ်လုံမှာလားဆိုတော့ဟျူလန်အဖရက်စ်ကအဲ့လိုကစားသမားမျိုးတော်တော်လေးကိုအစဉ်ပြေပြီးတော့ဗာဇလိုင်းတော်တော်လေးဖြစ်တဲ့ကစားသမားပေါ့နော်ဆိုတော့ဒီလိုကစားသမားတစ်ယောက်ကမန်စီးတီးမှာဆိုလို့ရှိရင်သူကအောင်မြင်မှုတွေလည်းအတိုင်းအတာတစ်ခုထိအကုန်ရပြီးပြီအဲ့တော့မှဆိုလို့ရှိရင်ကျွန်တော်မှတ်မိတယ်လို့ပြောရမယ် ိုဟျူလင်အက်ဗရက်ကဖလားမရတဲ့ယာတီလုံးဝမရှိဘူးပေါ့နော်သူကစားသမားဘဝစကရေကနေမန်ချက်စတာစီးတီးကနေမထွက်သွားခင်အချိန်ထိပေါ့နော်သူကယာတီတိုင်းမှာစုဖလားရတယ်ဆိုရယ်စံချိန်ကဒီအက်ဗရက်ဒီမှာရှိခဲ့တဲ့စံချိန်တစ်ခုပေါ့နော်အဲ့ဒီစံချိန်ကလည်းဒါအက်ဒရတီကိုမက်ဒရိုရောက်သွားတော့မှပဲသူအက်စံချိန်ပြတ်သွားတယ်လို့ပဲပြောရမှာပေါ့နော်ဆိုတော့ထားပါဒါကကျွန်တော်လမ်းကျွန်လို့ပြောပြတာဆိုတော့မန်ချက်စတာစီးတီးမှာသူကဘာလို့ထွက်သွားရလဲဆိုလို့ရှိရင်အောင်မြင်မှုရတယ်သူကထိုက်တဲ့လောက်အကုန်လုံးရပြီးပြီတူးချင်းရောစုဖလားရောချန်ပီယံလိရော FA Cup ရောပြီးလို့ရှိရင် Premier League ရောအကုန်လုံးရပြီဖြစ်တော့ကြောင့် तू က 先看目的流沿线的呢。 ရင်ဆိုင်ခြင်းနဲ့ဆိုတဲ့နေရာမှာလဲ तू ကဒီအစ်တစ်ခုကိုသွားပြီးလို့ရှင် तू ကတကယ်ကိုထိတ်တန်းတိုက်စစ်မှုဖြစ်ကြောင်း तू ကတက်တယ်လဲပြကျင်တာပေါ့နော်ဒီမှာကျတော့ तू ကအလင်ဟာလန်ရဲ့အနောက်ကနေပြီးတော့ Shadow Striker ပုံစံမျိုးကစားနေရတာဆိုတော့ तू ကအဲ့ဒါယူတိတ်ပြီးတော့ဘဝင်မကြဘူးအများတိုင်း तू က first choice မဟုတ်ဘူးအဲ तू အများတိုင်း second choice အနေနဲ့ပဲရှိတယ်ပြီးလို့ရှင်လူစားဝင်ကစားသမားအနေနဲ့ပဲကစားခွင့်ရတာကို Everest ကလုံးဝမခုံမင်းဘူးပေါ့နော်အဲ့လိုအနေထားမျိုးကနေဆက်ဆက်ပြီးတော့ထွက်ခွာဖို့ဖြစ်လာတယ်ဒီချိန်မှာ Manchester City ကလည်းရောင်းညင်တော့မဟုတ်ဘူးအဲကြောင့်မို့လို့မဖြစ်နိုင်တဲ့ဈေးရှောက်တောင်းတာပေါ့နော်85အသန်းတို့ပါ ို့ရှောက်တောင်းပေမဲ့ Atletico Madrid ကလည်းမရရအောင်ပေးပြီးတော့ခေါ်သွားတာပေါ့နော်အဲ့တော့ကျွန်တော်မှတ်မိတော့ပြောရမယ်ဆိုလက်ရှိ Arsenal တင်းရဲ့အကစားဒါရိုက်တာထင်တယ်အာဘာတာလားမသိဘူးအဲ့ဘေးကအမှအတုံးက Atletico Madrid ကနေသူ့ကိုခေါ်သွားတာဆိုတော့အဲ့လောက်ဒီပြောင်းချွေချင်အမြင့်ပေးပြီးတော့ခေါ်သွားတာအောင်နောက်ဆုံးမှာတော့ကစားသမားကလည်းသဘောတူတယ်ပြီးတော့ Man City ကလည်းလောက်ပေးမယ်မထင်တဲ့ amount ကိုရလိုက်တဲ့အတွက်ကြောင့်သူတို့ဘက်ကလည်း အရှင်တော့လုတ်ခဲ့တဲ့မန်စီးတီးသင်းရဲ့အပြောင်းရွှေ့ရလဲတော်တော်များမှန်တာ ਉਹ ကျွန်တော်တို့တော့မအားကြတဲ့အထိပါဒီကစားသမားထုတ်မယ်ဒီကစားသမားပြန်ထည့်မယ်ထည့်လိုက်တဲ့ကစားသမားထုတ်လိုက်တဲ့ကစားသမားလည်းပူကောင်းတယ်အဲ့လိုအနေထားမျိုးကြောင့်တို့ရကလည်းတို့ပါတို့ confidence တော့ရှိတာပေါ့နော်အဲ့ဒါနဲ့ပဲသူ့ကိုရောင်းလိုက်တယ် ပြန်ခေါ်တယ်ဘု து ့ပြန်ခေါ်လဲဆိုတော့အဲ့ဒီထုတ်လိုက်တဲ့ဈေးအမောင့်တိုင်းကြီးပါပြန်ပေးရတယ်။အိုမားမမိုးရှ်ကိုပြန်ပြီးတော့ front back ကနေပြီးတော့ခေါ်လိုက်တယ်။ဒါပေမဲ့အိုမားမမိုးရှ်ကအသင်းမှာခုချိန်ထိကိုအန်ဝင်းဒလူလိုမဝင်းဒလူလိုဖြစ်နေတဲ့ပုံစံမျိုးပေါ့နော်။အဲကောင်းကျင်တဲ့ပွဲကျအရန်ကောင်းတယ်။အချို့ပွဲကြရလို့ရှိရင်အသင်းနဲ့တော့ပူပေါင်းမကစားနိုင်မယ်နဲ့တယောက်တည်းဆိုလိုကြီးဖြစ်နေတဲ့ပုံစံမျိုးတွေတွေ့ရတယ်လို့ရှိတယ်။ဆိုတော့အကြောင်းမလို့လက်ရှိချိန်မှာ Julian Alves ကအဲ့လိုနေထားတဲ့ကြောင့် Man City ရရင်သူကထွက်သွားတယ်။ အဲကြောင့်မို့သူ့မှာကဖလားမရလို့တော့ကစားခွင့်မရလို့တော့ဘာလို့မဟုတ်ဘူးသူကိုယ်တိုင်ကတကယ်ကိုနေရာတဲ့တခုမှာသူဖလားတခုကိုစုခုမယ်ပြီးလို့ရှိရင်သူ့ရဲ့ဖြစ်တည်မှုကိုသူကအကောင်ဆုံးတက်တည်ပြပြီးတော့ထုတ်ပြချင်တာပေါ့ဗျာအဲ့လိုနေတာမျိုးကြောင့်သူကထွက်သွားတာအဲကြောင့်မို့ခုတက်ကြည့်ချိန်မှာချယ်ဆီနဲ့သတင်းတွေတက်တက်ပြန်ပြီးတော့ထွက်လာတဲ့အချိန်မှာဆိုလို့ရှိရင်တော့ချယ်ဆီမှာရောပြန်ပြီးတော့ကစားလာနိုင်လားပေါ့နော်ဖြစ်နိုင်လားလို့တွေးကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်အမြင်ကပြောရမယ်ဆိုတော့50 50ပဲဗျာ ဘာလို့လဲဆိုတော့ तू ကလက်ရှိအက်ဒရတီကိုမန်ဒရီရဲ့အဓိကတိုက်စင်မှုဂိုးရီလည်းထိုင်လိုင်းသွင်းထားတယ်။အသင်းကလည်းရာသီတော့ဆွဲတင်ထားတယ်။တက်တီတကူလည်းပြထားပြီးပြီ။ဒိုင်းမန်တစ်ခုရှိတာကအက်ဒရတီကိုမန်ဒရီလိုအသင်းမျိုးကကျွန်တော်ရီယယ်မက်ဒရစ်မဟုတ်ဘူးဗျာ။ဘာစလိုနာမဟုတ်ဘူး။အကြောင်းမလို့ဖလားတွေကဘလို့မဟုတ်ဒီနှစ်သင်းနဲ့ရှင်မယ်ဆိုလို့ရှင်ဆိုင်ခွန်နိုင်ဖို့အနေထား chance ကတော်တော်လေးနည်းတယ်။ အတနည်းမှာ Real Madrid ရရင်နောက်တနည်းမှာ Barcelona ရမယ်အဲ့လိုပုံစံမျိုးဖြစ်နေတာဖြစ်တဲ့အတွက်ဒီ Julian Alves ကလည်းသူကဒီသင်းမှာနေရနည်းနည်းလေးညင်းငွေ့လာဆိုတဲ့ပုံစံမျိုးမှာတော့ရှိတယ်။ဒါပေမဲ့တစ်ခုကောင်းနေတာသူ့ရဲ့ဘေးနားအစုဘွဲပေါ့နော်။သူက Latin America ကစားသမားတွေများတယ်ပေါ့နော်။ဒါ Brazil တွေ Argentina တွေနီးပြကိုရန်ကလည်းဒီ Simeone ကိုရန်ကလည်း Argentina ဖြစ်တဲ့အတွက်ကြောင့်သူကဟိုတော်တော်လေးသူ့အနေနဲ့ကွန်ဘိုလေးကမိနေတယ်ပေါ့နော်။အဲကြောင့်မို့သူကဒီအတိုင်းဝိုင်းလေးကနေမထွက်ချင်ဘူး။ဒါပေမဲ့တစ်ဖက်မှာလည်း Chelsea တကယ်ကိုဟိုပတ်စံနဲ့အများကြီးသုံးနိုင်တယ်အောင်မြင်မှုတွေလည်းအများကြီးရထားတယ်ကန်သမျှပြိုင်ပွဲတော်နမန့်တိုင်းမှာလည်း အဘချန်ပီယံဖြစ်ထားတဲ့အသင်းပေါ့နော်ဒီလိုအသင်းမျိုးကိုသူကလည်းပြောင်းပြီးတော့ကစားခြင်းမှာပဲအဲကြောင့်မကျွန်တော်ပြောတာ50 50ပဲလို့ချယ်ဆီကိုရောက်လာနိုင်တာဆိုလို့ရှိရင်တော့ကျွန်တော်က50%ကတော့ရောက်လာနိုင်တယ်လို့ထင်တယ်ဒီဟိုဘက်ကအစုအဖွဲ့ကိုမန်မောနေရဆိုလို့ရှိရင်ဒီဘက်မှာလည်းအစုအဖွဲ့ရှိတာပဲဗျာအဲသူတို့လက်တင်အမေရိကသားတွေချယ်ဆီမှာအများကြီးပဲဗျာမိုင်းဆက်ကိုင်ဇီရိုတို့ရှိတယ်ပြီးလို့ရှိရင်ကွင်းလန်မှာဆိုလို့ရှိရင်အန်ဂျိုဖာနန်ဒက်စ်တို့ကနာချိုးတို့တိုက်ဆက်မှာဆိုရင်လည်းဂျာဟိုပက်ထရိုတို့အကုန်လုံးရှိတာပဲပြီးတော့အက်စတာဗာရိုတို့အကုန်လုံးအများကြီးရှိတဲ့အတွက်ကြောင့်လာမယ်ဆိုလို့ရှိရင်တော့လာနိုင်ရှင်ရှိတယ်ဒါပေမဲ့ လိုလားလို့မေးရဆိုလို့ရှိရင်ကျွန်တော်ကတော့ Chelsea အနေနဲ့အရင်ကြီးမလိုဘူးလို့တော့ထင်တယ်။ဘာလို့တိုက်စစ်အဓိကဝယ်ရမယ့်နေရာမဟုတ်ဗျာ Chelsea တို့ကလူတိုင်းထောက်ပြရနေအဲ့ဒီ Cancelan ယူပြင်ရမှာ။အဲ့ Cancelan ယူမပြင်နိုင်သူကြီးကတော့ဒီအသင်းကဘလို့မဟုတ်အရှိရောက်ဖို့အတွက်နေခဲရင်မယ်လို့ကျွန်တော်ကတော့ထင်တယ်။ တိုက်စစ်ပိုင်းမှာလည်းဂိုးမသွန်းနိုင်တာမဟုတ်ဘူးအခုကပွဲတိုင်းလိုဂိုးသွန်းနိုင်တယ်ချယ်ဆီဂိုးမသွန်းနိုင်တဲ့ပွဲဆိုတာခက်ရှားရှားရဲ့အကြောင်းမလို့ဂိုးလိုနေရမဟုတ်ဘူးခန်းစစ်ကိုအဓိကပိတ်ရမှာဒီလိုအနေအထားမျိုးမှာသတင်းတွေထွက်လာတာဆိုလို့ရှိရင်ကျွန်တော်ကတော့မထင်မပဲနဲ့ရောက်လာနိုင်ခြင်းရှိရလို့တော့ထင်တယ်ဒါပေမဲ့လိုလားဆိုလို့ရှိရင်တော့မလိုဘူးပြောင်းရွှေ့ကြီးကလည်းပေါင်တန်း130 140လောက်တုံးရမှာဆိုတော့အရန်တော့များတယ်ပေါ့နော်အဲ့လိုအနေအထားမျိုးဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်ကတော့50 50လို့ပါအဲကြောင့်မပြောတာပါเนาะဆိုတော့လက်ရှိကြည့်နေရတဲ့ကချဲစီပရိသတ်တွေဆိုလို့ရှိရင်ရော Julian Average ရောက်လာမယ်ဆိုလို့ရှိရင်အဆင်ပြေမယ်လို့ထင်လားတကယ်ရောရောက်လာနိုင်လားလူရောလူလားဘယ်လိုမျိုးထင်မြင်စမ်းမိရလဲရှိလဲအောက်ကကွန်မန်တန်မှာကျွန်တော်တို့လည်းဒူဝင်ပြီးတော့ရှင်းနေသွားလို့ရပါတယ်ကျွန်တော်ရဲ့ဒီဗီဒီယိုလေး quality ကောင်းလေးနဲ့ကြည့်ကြတယ်ဆိုရင်ကျွန်တော် YouTube မှာလည်းတင်ထားပေးပါတယ်ကျွန်တော်ရဲ့ဒီ channel လေးဗီဒီယိုလေးတိုင်းတင်တယ်ဆိုလို့ရှိရင် like and subscribe follow နေပြီးကိုကြီးကြလို့ရပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ခုကြမှာပြန်နေဆုံးနေကြတာပါ